ဖိနေခံဘွားကထွက်ပြေးကြတဲ့လူမဲကြုံများ1959ခုနှစ်မော်ရီရှားကျွန်းပေါ်မှာကျွန်းတယောက်ကိုရေထဲပစ်ချလိုက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကဂျီယောက်ကိုနှိမ့်မြုပ်သွားနေချိန်မှာပဲသူမကသူမရဲ့ခင်မောမန်ဆန်ပါတယောက်သူတို့မျိုးနွယ်တွေကိုကယ်တင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ရမှာတော့မန်ဆန်ပါပါဝင်တဲ့ကျွန်းတွေကယူချင်းရဲ့ကြံကင်းနေတဲ့မှာအလုတ်ပြန်လုံနေကြရပါတယ်။ရေသိမ်းဖို့နှိမ့်တာကြံတော့တာဖြစ်တာကြောင့်ယူချင်းကမန်ဆန်ပါကိုတေချာစောင့်ကြည့်ခိုင်းလိုက်ပြီးဘယ်သူမှရေသာမခိုစီဖို့လဲပြောလိုက်ပါတယ်။ ယူဂျင်းကမန်ဆန်မာရဲ့နာမည်အရင်းစားဆစ်စရိုလို့ခေါ်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်နေရတဲ့နောက်ထပ်ကြုံတစ်ယောက်ကတော့မန်ဆန်ဘာကိုတက်စာဖောက်တယောက်လို့ထင်နေခဲ့ပါပြီ။အဲဒီညမှာပဲမန်ဆန်ဘာကသူ့ရဲ့သမီးလေးမာတီကိုစာရေးဖတ်တည်သင်ပေးနေခဲ့ပါတယ်။မာတီကသင်္ကန်းစာကိုကြားဖြတ်ပြီးသူမရဲ့တငယ်ချင်းကနောက်တောင်ရက်ကဖီဝိုမီရွာကိုသွားနိုင်မယ်လမ်းကိုပြောခဲ့ကြောင်းပြောလိုက်ပါတယ်။ဖီဝိုမီရွာကတော့ထွက်ပြေးလာကြတဲ့ကြုံတွေပုံခုရနေရာလေးဖြစ်ပါတယ်။သူမကထွက်ပြေးကျင်နေပေမဲ့မန်ဆန်ဘာကတော့တားဆီးလိုက်ပါတယ်။ တကယ်တော့ဖီဘိုမီဆိုတာဒါနာရီတခုပဲလို့သူကပြောလိုက်ပါတယ်။ထွက်ပြေးဖို့အန္တရာယ်များတဲ့အကြောင်းကိုပုံမြင်သာသွားစီရာကတော့ဂျွန်တယောက်ကိုအဆောင်တယောက်ကမြင်သွားခဲ့တာပါပဲ။နောက်ရင်မနေ့မှာတော့ယူဂျင်းကသူ့ရဲ့အဆောင်တွေကထွက်ပြေးဖို့လှုပ်ကြတဲ့ဂျွန်နောက်တယောက်ကိုဖမ်းမိလိုက်ပါတယ်။သူမကပထမဆုံးချိန်ထွက်ပြေးဖို့ကြိုးစားတာဖြစ်တာကြောင့်နောက်ကျောမှလီလီဘန်းအမှတ်သားကိုမိဖို့နဲ့တွေ့လိုက်ပါတယ်။နောက်တစ်ခေါက်ထပ်ကြိုးစားရင်တော့နရွက်တွေကိုဖျက်ပစ်မဲ့အကြောင်းလေးပြောလိုက်ပါတယ်။အမျိုးသားဂျွန်ကတော့ဒုတိယအချိန်ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်နရွက်တွေဖျက်ခံလိုက်ရပါပြီ။ ဒါရီကိုမန်ဆန်ပါကဘာသာပြန်ပြီးနေရပါတယ်။ယူချင်းကတတိယကြိမ်ထွက်ပြေးဖို့ကြိုးစားရင်တည်တံမဲဆိုတဲ့အကြောင်းမန်ဆန်ပါကိုပြောခံလိုက်ပါတယ်။ညသက်ကောင်မှာတော့မာတီကအဆောင်နေတဲ့ကတယောက်ကနိုင်ချင်းခဲ့တာကြောင့်ထိတ်လန့်ချောက်ချားနေခဲ့ပါတယ်။မန်ဆန်ပါကသူမကိုဖက်လိုက်ပြီးစိတ်ငြိမ်တဲ့အထိဆူတောင်းပေးလိုက်ပါတယ်။အဲဒီနောက်မာတီကသူမတို့အနေနဲ့ဒီသခင်တွေကိုတက်ပြစ်ပြီးတော့အကုန်ထွက်ပြေးတင်တယ်လို့ပြောလိုက်ပါတယ်။တခြားဂျုံတွေကလည်းသူတို့ခေါင်းဆောင်မှုနောက်ကိုပါလိုက်မယ်လို့သူကပြောလိုက်ပါသေးတယ်။မန်ဆာမာကတော့ငင်းဆန်လိုက်ပြီးမာတီကို collect လို့ခေါ်လိုက်ပါလေ ။သူမကတော့ဒီနာမီကိုမုန်းတီးပြီးသူမတို့ရဲ့ယဉ်ကျေးမှုတွေကိုမစွန့်လွှတ်ချင်ပါဘူး။ဒါမဲ့မန်ဆန်ဘာကတော့သူမရဲ့အနာဂတ်အတွက်ကိုလိုနီတခင်နေနဲ့ဝင်ဆန့်ပြီးအပင်တွေကိုစိုက်ပျိုးနေရတဲ့ဘဝစား။အေဂျန်နဲ့အချို့သူမအလုပ်မျိုးလေးရဖို့မျှော်လင့်နေပါတယ်။အဲနောက်မှာတော့မန်ဆာမကိုပင်မအင်ဂျီစီကိုခေါ်ခံလိုက်ရပါတယ်။အဲတော့မှယူဂျင်းကရေးကြည့်တဲ့လူတွေနဲ့ညစာစားနေတာပါ။အရာရှိကမန်ဆာမကဘာသာစကားနှမျိုးလုံးကိုပြောတတ်တာကြောင့်ဂျိုနီအချောင်းကိုပြောပြပေးဖို့မန်ဆာမကိုလိုအပ်နေခဲ့ပါတယ်။သူကလူမဲရီကိုလွတ်လပ်ခွင့်ပေးတင်တာမေးလိုက်ပါတယ်။ န်ဆန်မာကတော့ကြောက်လန့်နေတာကြောင့်လူမဲတွေကအလုပ်ကျွေးပြုဖို့သာရှိတင်ကြောင်းပြောလိုက်ပါတယ်။မန်ဆန်မာကမော်ကြီးလိုက်ချိန်မှာတော့အရာရှိကဒေါသထွက်သွားပြီးတော့ယူဂျင်းကမန်ဆန်မာကိုပြန်လွှတ်လိုက်ပါတယ်။ယူဂျင်းရဲ့သားအွန်ရီကသူကမန်ဆန်မာကိုလေ့ကျင့်ပေးထားခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။သူကဒီလေကွင်းတွေမှာကြီးပြင်းလာတာကြောင့်တချို့ကျွန်းတွေမှာလည်းအတွေးမြင်တွေရှိလာတာကိုသတိထားမိခဲ့ပါတယ်။အဲလိုကနေမန်ဆန်မာကိုတင် जा ပေးခဲ့ရင်းနဲ့လူမဲတွေကလည်းလူသားတွေဖြစ်တဲ့ကြောင်းသူလဲစာနာတက်လာခဲ့ပါတယ်။ ။ရာရှိကတော့မက်ဒန်လာဗက်ဒရာအကြောင်းကိုပြောလိုက်ပါတယ်။သူမကတော့အော်နာရီနဲ့အမြင်မတူဘဲနဲ့ထွက်ပြေးတဲ့ဂျွန်းတွေကိုလိုက်ဖမ်းစီးနေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ဂျွန်းတွေကိုဆက်ဆံတဲ့ပုံနဲ့ပတ်သက်ပြီးတော့ငင်းခုန်ကြရင်းနဲ့ယူချင်းကပြဿနာတွေကိုရှောင်ရှားဖို့အော်နရီကိုစကားမပြောဘဲနဲ့နေခိုင်းလိုက်ပါတယ်။ဒါမဲ့ရာရှိကတော့ယူချင်းကဒီဒေတာကိုကောင်းကောင်းထိန်းချုပ်မထားဘူးဆိုပြီးတော့ထင်သွားပါတယ်။ရာရှိထွက်သွားချိန်မှာတော့ယူချင်းကအော်နရီကိုပားရက်လိုက်ပါတယ်။အဲနောက်သူကမန်ဆမ်မကိုခေါ်လိုက်ပြီးတော့သူ့ရဲ့တက်တာမှုတွေအကုန်လုံးမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ သူ့အနေနဲ့တခြားဂျုံတွေလိုကြံပြန်ခုတ်ရပြီးတော့သူသမီးနဲ့လည်းနေရတော့မှာမဟုတ်ပါဘူးမာတီကယူဂျင်းတို့အိမ်မှာနေရမှာဖြစ်ပြီးတော့မန်ဆန်ပါကစန့်ကျင်မှုစူးစမ်းခဲ့ရင်သူမကိုတတ်ပြင်မယ်လို့လည်းပြောလိုက်ပါတယ်မာတီကဒီเจ้าကိုကြားချိန်မှာတော့သူမကတတ်တည်ဖို့စူးစမ်းလိုက်ပါတယ်ဒါမဲ့မန်ဆန်ပါကတားဆီးလိုက်ပြီးသူမကို AC ကိုပို့လိုက်ပါတယ်စက္ကန့်နှဲငယ်ကြာမှာတော့မန်ဆန်ပါကခွေးအောင်တန်းတွေကြားလိုက်ရပြီးအော်ဟစ်တန်တွေလည်းကြားလိုက်ရပါတယ်သူကသွားကြည့်ချိန်မှာတော့မီးလောင်နေတဲ့အဆောင်ကိုသာတွေ့ရပြီးမာတီကိုမမြင်ရတော့ပါဘူး တခြားဆောင်တယောက်ကမာတီထွက်ပြေးသွားတဲ့အကြောင်းပြောလိုက်ပြီးမန်ဆန်မကိုအခန်းစီကိုပြန်ခန်းလိုက်ပါတယ်။နောက်ရမနက်မှာတော့အဆောင်တွေကယူဂျင်းကိုမာတီကိုရှာမတွေ့တဲ့အကြောင်းပြောလိုက်ပါတယ်။ယူဂျင်းကမက်ဒန်လာဗီတွာကိုခေါ်ခိုင်းလိုက်ပြီးတော့အော်နာရီကိုလည်းလိုက်လံဖမ်းဆီးမှုကိုပါဖို့ခေါ်လိုက်ပါတယ်။အော်နာရီကသဘောတူလိုက်ရပေမဲ့သူ့ဘေကိုမာတီကိုပြန်ခေါ်လာရင်ကောင်းကောင်းဆက်ဆံဖို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့မန်ဆန်မကမြေကြီးမှာကြိုးတုပ်ခံရပြီးမိနစ်အတော်ကြာအောင်ကြာဖို့နဲ့ရိုက်ခံခဲ့ရပါတယ်။သူကမာတီကြောင့်မင်းနေပေမဲ့လေသူကတော့မာတီဘယ်ကိုထွက်ပြေးသွားလဲမသိခဲ့ပါဘူး။ အဲဒီချိန်မှာပဲမက်ဒန်လာဘီတွာကသူမရဲ့သားတွေဖြစ်တဲ့ဂျိုးဆက်နဲ့ဘာတစ်တိုးနဲ့အတူရောက်လာပါတယ်။သူမကယူချင်းပတ်စံတွေကိုညှင်းလိုက်ပြီးမာတီထွက်ပြေးသွားတဲ့အကြောင်းကိုတေချာမေးလိုက်ပါတယ်။ဗီတွာတယောက်မက်ဆန်ဘာကိုဆင်မေးလိုက်ပြီးတော့သူမကမာတီကိုအသက်ရှင်လျက်ပြန်ခေါ်လာပြီးမှအပြစ်ပေးမယ်လို့လည်းပြောလိုက်ပါတယ်။မက်ဆန်ဘာကတော့သူဘာမှမသိကြောင်းကြိမ်းဆိုနေခဲ့ပါတယ်။အဲဒီတော့သူတို့ကမာတီရဲ့တငယ်ချင်းရူဘကိုခေါ်လာပါတယ်။ရူဘကကိုဝင်ဆောင်ထားရတာကြောင့်မြေကြီးမှာကျင်းတစ်ခုတိုးနေတော့သူမကိုမြေပေါ်မှာကျိုးနဲ့တုပ်လိုက်ပါတယ်။ သူတို့ကသူမကိုကြာပွန်းနဲ့တစ်ချက်ရိုက်ပြီးတာနဲ့လူပါကမာတီကဖီဘိုမီယွာကိုရှာနေတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဗီရာကလည်းဒီကြောင်ကြာဖို့ပြီးတော့သူမရဲ့သားရိနဲ့အော်နာရီတို့ကိုခေါ်ကလိုက်ပြီးတော့ရှာဖွေကြပါတယ်။မာတီရဲ့အင်ကြီးကိုတုံးပြီးတော့ခွေးတကောင်ကိုအနက်ခံခိုင်းကတော်ရဲကိုလိုက်ပါတယ်။တော်ရဲမှာတော့ဗီရာကမြေပေါ်ကခြေရာတွေကိုကြည့်ပြီးတော့မာတီကတရားရုံးနဲ့တွေ့ကွာထွက်သွားတဲ့အကြောင်းကောက်ချက်ချလိုက်ပါတယ်။နိုင်နေငယ်ကြမှာတော့သူတို့ကခြေရာတွေကိုမတွေ့ရတော့ပါဘူး။ဒါမဲ့အဝေးကတောင်ကုန်းတစ်ခုကိုမြင်နေရတာကြောင့် သူတို့ကတောင်ပေါ်တက်ပြီးတော့ပုံနေတဲ့လူတွေကိုတွေ့နိုင်မလားကြည့်လိုက်ကြပါလေ။စိုက်ခင်းမှာတော့မန်ဆန်မာတယောက်လောင်ရင်ထဲမှာပိတ်ခံရပြီးပါဇက်ကိုလည်းတန်ကောင်းစို့တစ်ခုနဲ့ပိတ်ခံထားရပါတယ်။သူကရူဝါကိုကူညီတောင်းပေမဲ့လည်းသူမကတော့ငင်းဆန်လိုက်ပါလေ။လူတိုင်းကအလုပ်လုပ်ပြီးချိန်မှာတော့ရူပါကခွေးတွေညင်သွားအောင်စားစရာတွေပစ်ပေးလိုက်ပါတယ်။အဲဒီညမှာပဲရူပါတယောက်သတိကြီးကြီးနဲ့ခိုးဝင်လာပြီးတော့မန်ဆန်ဘာကိုလှုပ်ပေးကသူမအခန်းစီကိုပြန်ပြေးလိုက်ပါတယ်။အဆောင်ခွေးတွေကလည်းအိတ်နေတာကြောင့်မန်ဆန်ဘာကသူ့ရဲ့လောင်ရီတဲကနေတောထဲကိုထွက်ပြေးနိုင်လိုက်ပါတယ်။ နောက်ရင်မှာတော့ Vidra ရဲ့သားတွေကမာတီမရှိတော့ဘဲသူတို့ကအချိန်ဖြုံးနေတာဖြစ်မယ်ဆိုပြီးတော့ပြောနေကြပါတယ်။ဒါမဲ့ Vidra ကတော့စိတ်ရှိရှိနဲ့စောင့်ရမယ်လို့တွေးနေပါတယ်။အဲဒီချိန်မှာမန်ဆန်ဘာကတော်ရဲကမြေဘေးတစ်ခုမှာရေတောက်ဖို့နားလိုက်ပါတယ်။သူ့ကိုတတ်ထားတဲ့တံမြင်နှဖုံးကြောင့်ရေတောက်ရတာလည်းခက်ခဲနေခဲ့ပါတယ်။တောက်ကိုကြောက်တုံးနဲ့ထူးရလိုက်ပြီးတဲ့နောက်မှာတော့သူကတံမြင်နှဖုံးကိုချွတ်လိုက်နိုင်ခဲ့ပါတယ်။တကိုင်းတွေကိုသုံးပြီးအရေးကနေတဆင့်အရက်မျက်နှာတွေကိုကြည့်လိုက်ပြီးတော့သူသမီးကိုဆက်ရှာလိုက်ပါတယ်။ ။အဲညမှာတော့ Vedra က Onre ကိုလူမဲတွေလိုမျိုးယဉ်ကျေးမှုမရှိဘဲနဲ့စားနေတဲ့အတွက်ပြစ်တင်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ကောင်လေးတွေကိုမစားခင်ဘုရားသခင်စီမှာဆူတောင်းခိုင်းလိုက်ပါတယ်။သူမကတော့ဘုရားသခင်ကသူမအတွက်အဆောင်ရှောက်ဖြစ်ပြီးတော့အမောင်မိုက်ဆုံးအချိန်တွေမှာလည်းလမ်းပြပေးခဲ့တယ်လို့ပြောလိုက်ပါတယ်။ Onre ကတော့သူမရဲ့ဇလန်ကိုကြားပူးခဲ့ပါတယ်။သူမရဲ့ငယ်ဘွားကနှိမ့်ဆက်နိုင်ခြင်းခံခဲ့ရပြီးတော့အတင်းကျပ်လက်ထက်မှုကိုလှုပ်ဆောင်ခဲ့ရပါတယ်။အဲ့ဒီပြင်သူမကဒီကျုံးပေါ်မှာကွာရှင်းထားတဲ့တယောက်သေးသောမျိုးသမီးပဲဖြစ်ပါတ အွန်ရီကတော့ဗီဒရာကသာလူမဲကြုံတွေကြုံတွေ့နေရတဲ့ဘဝတွေကိုစာနာနားလည်ပေးနိုင်တဲ့လူလို့တွေးမိနေပါတယ်။ဒါမဲ့ဗီဒရာကတော့ဘုရားကျောင်းကလူမဲတွေမှာဝိညာဉ်မရှိဘူးလို့ကြေညာထားတဲ့အကြောင်းညင်းလိုက်ပါတယ်။သူမကတော့ဘုရားကျောင်းကိုသူမကမိကွန်းပြန်ထုတ်တင်တဲ့လူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါမဲ့အွန်ရီကတော့သူမစိတ်ထဲမှာတန်တရားတွေရှိနေတာကိုပြောနိုင်ပါတယ်။ညာဘက်မှာတော့မန်ဆန်ဘာကသူမိမကသူ့ဘေးနားမှာရှိနေတယ်လို့အိမ်မက်မက်ခဲ့ပါတယ်။နောက်မှာတော့မန်ဆန်ဘာကတောင်ကုန်းကိုတက်နေတော့ဗီဒရာတို့ကမြင်သွားခဲ့ပါတယ်။ တောထဲမှာလှည့်သွားနေတဲ့မန်ဆမ်မာကဇူညန်တန်တခုကိုကြားလိုက်ပြီးတော့ကာဘီဒီလို့ခေါ်တဲ့နောက်ထပ်လူမဲတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီပြင်ကလင်းငယ်လေးတစ်ယောက်နဲ့လူမဲမျိုးသမီးတစ်ယောက်လည်းရှိနေပါတယ်။သူတို့အကုန်လုံးကတော့ဗီတော်ရိုအုပ်စုစီကနေပုံကွယ်နေကြတာပါ။အဲဒီချိန်မှာကလင်းငယ်ကငိုကြွေးလာခဲ့တော့ဘာတစ်ကကြားသွားခဲ့ပါတယ်။အဲလိုနဲ့လူမဲကြုံတွေလည်းပြေးနိုင်တဲ့လောက်ပြေးကြရပါတယ်။ကံမကောင်းစွာနဲ့သူတို့ကဝေဝေးမပြေးနိုင်တော့တာကြောင့်ကာဘီဒီက ကလင်းနဲ့မိကွန်ကိုပုံခန့်လိုက်ပြီးမန်ဆမ်ဘကိုသူ့ရဲ့ဓာတ်တက်လက်ပေးလိုက်ပါတယ်။ ။ဗာတက်မီလာချိန်မှာတော့သူကတနက်နဲ့ပြစ်လိုက်ပါတယ်။ဒါမဲ့ကာဗီတီကရှောင်းလိုက်ပြီးတော့မန်ဆန်ဘာကလည်းဗာတက်ကိုမှောက်အောင်တွန်းလိုက်ပါတယ်။ဗာတက်ကပြန်ပြီးတိုက်ခိုက်နေတော့မန်ဆန်ဘာကလည်းဗာတက်ကိုမေလဲသွားစီဖို့အတွက်မြေကြီးနဲ့တွန်းတိုက်ပြစ်နေခဲ့ပါတယ်။အဲဒီချိန်မှာအွန်ရီတယောက်တနက်နဲ့ရောက်လာတာကြောင့်မန်ဆန်ဘာကရက်လိုက်ရပါတယ်။အွန်ရီကမန်ဆန်ဘာကိုခေါ်လိုက်ပြီးတော့လက်နက်ချခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲကာဗီတီကအွန်ရီနောက်မှာရောက်လာပြီးတော့အွန်ရီကိုဓားနဲ့လေဘင်းကိုဖြတ်ပြီးတော့တတ်လိုက်ပါတယ် မန်ဆန်မားကိုလည်းတတ်ဖို့ပြောပြီးတော့ကာဘီတီတယောက်ပုံမထွက်ပြေးသွားခဲ့ပါတယ်။မန်ဆန်မားကတော့ဘာတက်ကိုကြီးလိုက်ပေမဲ့သူ့အနေနဲ့မတက်ပြန့်နိုင်ခဲ့ပါဘူး။အဲဒါကြောင့်သူကထွက်ပြေးလိုက်ပါတယ်။ဂျိုးဆက်လည်းရောက်လာပြီးတော့မန်ဆန်မားနောက်ကိုပြေးလိုက်ခဲ့ပါတယ်။မန်ဆန်မားကအမြန်ဆုံးပြေးနေတော့မှာပဲနောက်ထပ်လူမဲတယောက်ဖြစ်တဲ့ရာဒိုနဲ့တွေ့သွားခဲ့ပါတယ်။ရာဒိုကမန်ဆန်မားကိုပုံစံရနေရာတစ်ခုရှာပေးလိုက်ပါတယ်။ဂျိုးဆက်ထွက်သွားတာနဲ့မန်ဆန်မားတို့တွေဆက်သွားလိုက်ပြီးတော့ရာဒိုကဖီဒိုမီယွာကိုရှာနေကြောင်းပြောလိုက်ပါတယ်။သူတို့ကဂိုတစ်ခုမှနားလိုက်ပြီးတော့ ရာရူကသူ့မှာပါလာတဲ့မုံတစ်ခုနဲ့အင်ကြီးအပိုတစ်ထည်ကိုမန်ဆန်ဘအတွက်ပေးလိုက်ပါတယ်အဲဒီနောက်ရာရူကသူ့ရဲ့ဇာကြောင်းကိုပြောပြလိုက်ပါတယ်သူကပြင်းသစ်စက်တက်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့သူတို့ကသူ့ကိုနိုင်ငံသားအဖြစ်ပါအခွင့်ပေးခဲ့ပါတယ်ဒါမဲ့လည်းဒီကျွန်းပေါ်ကိုရောက်လာချိန်မှာတော့သူ့ရဲ့လွတ်လပ်ခွင့်ဇာကြောင်းကိုမီးရှို့လိုက်ကြပြီးတော့ကျွန်းဖြစ်တင်းကျပ်သွတ်သွင်းလိုက်ကြပါတယ်အဲဒီချိန်မှာဗီဒရာကတော့အွန်ရီရဲ့အလောင်းကိုအဝတ်နဲ့ဖုံးအုပ်ပေးနေခဲ့ပါတယ် ဘာတိကတော့လူမဲဂျုံကခရီးရန်တယောက်လိုမျိုးသူ့ကိုအသက်ချမ်းသာပေးခဲ့တဲ့ကြောင်းပြောလိုက်ပေမဲ့သူ့မိသားစုကတော့အဲ့လိုမထင်ကြပါဘူး။အဲဒီနောက်ဗီဒရာကညာဘက်မှာဆူတောင်းနေခဲ့ပါတယ်။မနေ့မှတော့သူမကဘုရားသခင်စောင့်ရှောက်နေတာကြောင့်သူတို့ရဲ့လိုက်လံဖန်ဆီးမှုကိုဆက်လုပ်ရမယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ဘာတိကတော့သူ့ကိုအသက်ချမ်းသာပေးခဲ့တဲ့လူနောက်ကိုလိုက်ဖမ်းဖို့ငင်းဆန်လိုက်ပါတယ်။အဲဒါကြောင့်သူကအွန်ရီရဲ့လောင်းကိုသူ့ဖခင်စီကိုပြန်သွားပေးဖို့ပဲရွေးလိုက်ပါတယ်။ဒေါ်လာထွက်နေတဲ့ဂျိုးဆက်ကသူ့ညီကိုတွန်းထုတ်လိုက်တော့သူတို့နှစ်ယောက်လည်းတိုက်ခိုက်ကြပါတယ်။ ဗီဒရာကတော့ဘာမှမလုပ်ဘဲနဲ့ရက်ကြည်နေခဲ့ပါတယ်။မိနဲ့နေခဲ့ကြနဗန်းလုံးပြည်ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ဘာတက်ကသူ့ကိုကိုအနိုင်ရပြီးတော့တော်ရဲကနေအွန်ရီရဲ့အလောင်းကိုတည်ပြီးတော့ထွက်သွားလိုက်ပါတယ်။မန်ဆန်မာတယောက်ဆက်သွားနေခဲ့ပြီးတော့မြေပေါ်ကခြေရာတွေအပင်တွေကနေတဆင့်သူ့သမီးနောက်ကိုလိုက်ရှာနေခဲ့ပါတယ်။ဘာလို့ဂူရဲကထွက်တော့မဲ့အချိန်မှာတော့ဂျိုးဆက်ကသူ့ရဲ့ခြေထောက်ကိုလှမ်းပစ်လိုက်ပါတယ်။အဲဒီတော့ဂျိုးဆက်ကဒံယာကိုလက်နဲ့ဖိပြီးတော့မာတီနဲ့မန်ဆန်မအကြောင်းကိုဆင်မေးလိုက်ပါတယ်။ ရွာတို့ကပြောပြဖို့ငင်းဆန်လိုက်ပြီးတော့ဒီကျွန်းကလူမဲတွေနဲ့ပဲတက်ဆိုင်နေကြအောင်ပြောလိုက်တော့ဗီဒရာကတက်ပြစ်လိုက်ပါတယ်။သူတို့သားမီးနှောက်ကဂူဂူရှာပွေလိုက်တဲ့အခါမှာတော့မန်ဆန်မရဲ့အင်ဂျီဟောင်းကိုတွေ့သွားကြပါတယ်။အခုတော့သူတို့ကအမဲလိုက်ခွေးကနေတဆင့်မန်ဆန်မနောက်ကိုလိုက်ရှာလို့ရခဲ့ပါပြီ။မင်းနဲ့နှဲငယ်အတွင်းမှာပဲခွေးကမန်ဆန်မကိုမြစ်ကိုဖျက်ကူးနေတုံတွေ့သွားခဲ့ပါတယ်။ခွေးကမန်ဆန်မကိုတိုက်ခိုက်လိုက်တော့နောက်ကရေဒကွန်ထဲကိုပြုတ်ကျသွားကြပါတယ်။မန်ဆန်မာတယောက်အမြန်ဆုံးကူးခတ်ပြီးတော့ထွက်ပြေးလိုက်ပေမဲ့ခွေးကသူ့ကိုမိလာပြီးတော့လမောင်းကိုကိုက်လိုက်ပါတယ် နာကျင်စွာအော်ဟစ်လိုက်တဲ့မန်ဆမ်မာတယောက်ခွေးကိုတွန်းထုတ်ကာကြောက်တုံးတုံးနဲ့ထုတက်လိုက်ပါတယ်။ရေဒီကွန်ပေါ်မှာတော့ဂျိုးဆင်းနဲ့ဗစ်ဒရာကမန်ဆမ်မာတော်ရဲထွက်ပြေးသွားတာကိုမြင်လိုက်ကြပါတယ်။နောက်နာရီနှင်းငယ်ကြောင်မန်ဆမ်မာကတော်ရဲမှာလှည့်လေသွားလာခြင်းနဲ့သူကသွေးထွက်လွန်လာကြောင်နားလိုက်ရပါတယ်။ဗစ်ဒရာနဲ့ဂျိုးဆက်တို့ကတော့မိုးရီထဲမှာပါဆက်လိုက်ရှာနေခဲ့ပြီးတော့တပင်ပေါ်ကသွေးတချို့ကိုမြင်ပြီးတဲလွန်စာရသွားခဲ့ကြပါတယ်။အဲဒီညမှာတော့မန်ဆမ်မာကသူမိမကိုအိမ်မက်ထမ်းမဲ့ပြီးတော့သူမစီကအားပေးတဲ့ဇကားတွေလည်းကြားခဲ့ရပါတယ်။ ူမစီကနေဆူတောင်းပေးတာကိုလည်းရခဲ့ပြီးတော့လမ်းပြပေးဖို့ပါပြောနေခဲ့ပါတယ်။နောက်မှမှာတော့မန်ဆန်ဘာကဂန်းဂျီစီကိုရောက်လာပြီးတော့ဂျုံနေရဲ့အလောင်းတွေကိုမြင်လိုက်ရပါတယ်။လေပြက်တခုလည်းရှိနေခဲ့ပြီးဂျုံကနေထွပြုံးလုံးကမွန်နိုင်မိကတည်ဆုံသွားကြရတာပဲဖြစ်ပါတယ်။မန်ဆန်ဘာတယောက်ဂန်းဂျီကအလောင်းတွေကိုလိုက်ကြည့်လိုက်ပေမဲ့မာတီကိုတော့မတွေ့ခဲ့ပါဘူး။အဲဒါကြောင့်သူကဒေါ်ရီကိုပဲပြန်သွားလိုက်ပါတယ်။ဒီနောက်မှာတော့သူကဇူညန်တန်တခုနောက်ကိုလိုက်သွားရင်းနဲ့အသက်ရှင်နေတဲ့လူမဲအနေငယ်ကိုတွေ့လိုက်ရပါတယ်။ သူကမာတီကျောင်းကိုမေးလိုက်ပြီးတော့ငိုကြွေးလိုက်ပါတယ်။လူတွေကသူ့ကိုခေါ်လာခဲ့ပြီးမင်းကလေးတွေပုံနဲ့ကိုတခုစီကိုခေါ်သွားလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကမာတီကိုတွေးခဲ့ရပြီးတော့ပွေဖက်လိုက်ပါတယ်။ဒါမဲ့မာတီကတော့သူ့ကိုပြန်မတုတ်ပြန်ပဲနဲ့မန်ဆမ်မာကဖီဝိုမီရွာကိုကူရှာပေးမယ်ဆိုတော့မှမာတီကပြုံးသွားပြီးတော့ဖက်လိုက်ပါတယ်။မာတီနဲ့မန်ဆမ်မာတို့အတူဆုံးပြီးထွက်သွားပြီးတဲ့နောက်မှာတော့ဗီတွာတို့ကကန်းချီကိုရောက်လာပြီးတော့အလောင်းတွေကိုတွေ့သွားကြပါတယ်။သူတို့ကမန်ဆမ်မာရဲ့ခြေရာတွေအတွင်းနောက်ကနေလိုက်လာကြပါတယ်။ မန်ဆန်မာနဲ့မာတီတို့နှစ်ယောက်ပုံလိုက်ကြတော့မာတီကပုံနေရတာကိုမုန်းလာတဲ့ကြောင်ပြောလိုက်ပါတယ်။မန်ဆန်မာကလည်းအခုချိန်မှာစီစဉ်တစ်ခုကိုလှုပ်တင်ပြီးဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ညမှာတော့မန်ဆန်မာကရိုးရထုံတန်းတစ်ခုကိုလှုပ်ဆောင်လိုက်ပြီးတော့သူ့ရဲ့မိမကိုဂရီပေးလိုက်ပြီးရန်သူတွေကိုရင်ဆိုင်နိုင်မဲ့တက်တီတွေပေးဖို့တောင်းဆိုလိုက်ပါတယ်။လာရောက်ကြချိန်မှာတော့မန်ဆန်မာကသူမိမစီကစကားတန်တစ်ခုကိုကြားလိုက်ရပြီးသူတို့နှစ်ယောက်ကပေါင်းစည်းသွားပြီးဆိုပြီးတော့ကြားလိုက်ရပါတယ်။အဲဒီချိန်မှာဗီတရာနဲ့ဂျိုးဆက်ကတော့ညာကင်းအနားယူနေကြပါတယ် ဗီတွာတယောက်တန်တစ်ခုကိုကြားလိုက်တော့ဂျိုးဆက်ကိုသွားပြီးတော့စစ်ကြည့်ခိုင်းလိုက်ပါတယ်။ဒီနောက်မှာတော့အမောင်တဲကနေဒါတလက်ကတိုးဝင်လာခဲ့ပါတယ်။သူတို့ကလက်နက်တွေကိုယူလိုက်ကြပေမဲ့အမောင်တဲမှာမမြင်မဆန်းရန်သူကိုတော့ရှာဖွေနေကြရပါတယ်။ရုတ်တရက်ဂျိုးဆက်ကဇူညံတန်တစ်ခုကိုကြားလိုက်ရပြီးတော့တနတ်နဲ့ပြစ်လိုက်ပါတယ်။အဲလိုနဲ့မန်ဆန်မာတယောက်ဂျိုးဆက်ရဲ့အနေအားကိုသိလိုက်ပြီးဓာတ်နဲ့ခိုးလိုက်ကအမောင်တဲပြန်ပုန်းလိုက်ပါတယ်။ဗီတွာတယောက်သူမရဲ့သားစီကိုပြေးလာခဲ့ပေမဲ့သူသားကနာကျင်စွာဝေဒနာခံစားနေရတာကိုမြင်သွားခဲ့ပါတယ်။ အဲဒါကြောင့်သူ့ရဲ့နာကျင်မှုတွေကိုဆုံးသက်ပေးဖို့သူမကိုယ်တိုင်ပဲဓာတ်နဲ့ထိုးလိုက်ရပါတယ်။အဲဒီနောက်သူမကတစ်ပင်နောက်မှာပုံလိုက်ပြီးမန်ဆမ်မာကိုအနီးနားမှာမြင်လိုက်ရတဲ့အချိန်မှာတော့ပြန်ထွက်လာခဲ့ပါတယ်။မိုးချိုးရဲ့လင်းအောင်ကိုအကာယူရင်းနဲ့ဗီဒွာကမန်ဆမ်မာရဲ့အနောက်ဘက်ကိုတိတ်တဆိတ်သွားလိုက်ပါတယ်။အဲနောက်မှာတော့သူ့ရဲ့ပခုံးကိုတနတ်နဲ့ပြစ်လိုက်ပါတယ်။သူမကဓာတ်ကိုယူကတတ်ဖို့ပြင်လိုက်ပင်မဲ့ထက်ကြည့်လိုက်ချိန်မှာတော့မန်ဆမ်မာကိုမတွေ့ရတော့ပါဘူး။ကြောက်လန့်နေတဲ့ဗီဒွာကဆူတောင်းနေတော့မှပဲမန်ဆမ်မာကနောက်ကပေါ်လာပြီးတော့သူမကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ အဲညမှာတော့မန်ဆန်မာကသူမိမကယူချင်းကိုလှန်နဲ့ထိုးတက်လိုက်တဲ့အကြောင်းအိမ်မက်မက်ခဲ့ပါတယ်။မနေ့မှာတော့မာတီကဒန်ယာရီကြောင့်မေမျောနေတဲ့သူမရဲ့ဖေကိုနှိုးလိုက်ပြီးတော့သူမကိုယ်တိုင်တွဲကဆက်သွားလိုက်ကြပါတယ်။ဒါမဲ့မန်ဆန်မာကတော့မိုးဝေနေပြီးတော့မကြခင်မှာပဲမေလဲသွားပြန်ပါတယ်။မာတီကဒူးထောက်လိုက်ပြီးတော့အဟစ်ကကူညီတောင်းနေခဲ့ပါတယ်။အဲလိုနဲ့ဖီယိုမီယွာကိုရှာနေကြတဲ့ယူချင်းရဲ့လယ်မြေတွေစီကနေထွက်ပြေးလာတဲ့တခြားဂျုံတွေကတတိထားမိသွားပါတယ်။ ။မာဒီရောကလည်းအုပ်စုနဲ့ပေါင်းလိုက်ပြီးသူတို့ကမန်ဆန်မားကိုတဲကဖီဘိုမီရွာကိုဆက်ရှာနေကြပါလေ။နိုင်တော်ကြာရှာပြီးတဲ့နောက်မှာတော့သူတို့တွေကဒနာယီလာရွာကိုတောင်ငုံးနေကြမှာတွေ့လိုက်ရပါလေ။တမားတော်ကစေးမယ်တွေကိုထောင်းချိတ်လိုက်ပြီးတော့မန်ဆန်မားရဲ့တန်ရာတွေကိုဖုံးအုပ်ပေးလိုက်ပါလေ။အဲလိုနဲ့ပဲမန်ဆန်မားကလည်းပြန်ပြီးတော့လှုပ်ရှားလာနိုင်ခဲ့ပါလေ။ညမှာတော့နေကန်တွေကမန်ဆမာနဲ့မာဒီတို့ကိုရွာကနေကြိုးဆူလိုက်ပြီးတော့သူတို့ရဲ့ရိုးရွာတွေကကွာခြားတဲ့အကြောင်းလေးပြောလိုက်ပါရစေ ဒီကျုံးပေါ်ကကြုံနေတော်တော်များများကဒီကျုံးမှာပဲမွေးဖွားလာတာဖြစ်ပြီးတော့အာဖရိကမှာမဟုတ်ကြပါဘူး။မန်ဆန်မာကတော့သူ့ရဲ့မူလမျိုးနွယ်နဲ့ကြုံဖြစ်ဖို့ငင်းဆန်ခဲ့ကြလို့သူမိမကကိုလိုနီတွေရဲ့တင်းမောပေါ်မှာဘလို့တည်ဆုံးခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်။မာတီကလည်းသူမရဲ့ပြောနေကြပုံမြင်တွေကိုပြောပြလိုက်ပြီးတော့သူမမတည်ခင်ပြောနေနိုင်ခဲ့တဲ့ခွန်အားတွေကိုဘလို့ရခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။နောက်မှာတော့မာတီရေချိုးနေတော့သူမရဲ့မိကိုဝေးကကြည့်နေတာတွေ့လိုက်ရပါတယ်။ ညနေမှာတော့ရွာသားတွေကအဝေးကမိတို့အလင်းတွေကိုမြင်လိုက်ကြပါတယ်။လိုင်ဖန်းနဲ့စစ်သားတွေကသူတို့စီကိုရောက်လာကြပါပြီ။လူတိုင်းကထွက်ပြေးကြရပြီးတော့လူပြူတွေကပြစ်ခတ်လိုက်ကြပါတယ်။ဒီနောက်မှာတော့သူတို့ကဂျုံတချို့ကိုပြန်ဖမ်းမိသွားကြပါတယ်။သူတို့ကကွင်းမြင့်တွေကိုဖျက်ပြီးအဆုံးမှာတော့တောင်စုံတစ်ခုမှာစုံးနေတာကိုတွေ့လိုက်ရပါတယ်။အဲလိုနဲ့လူပြူကိုလိုနီတွေကဝိုင်းထားလိုက်ကြပြီးတော့ဂျုံဘာသာပြန်တယောက်ကိုဘာသာပြန်ခန်းလိုက်ပါတယ်။သူတို့ကိုရာရှိတွေကအသက်ရှင်ခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါမဲ့မန်ဆန်ပါကတော့ချုံနောင်မှုတွေတခင်တွေမရှိတဲ့ဘဝမှာပဲနေကျင်တယ်လို့ပြောလိုက်ပြီးတော့သူတို့ရဲ့ရိုးရာတခြင်းတစ်ပုတ်ကိုတီးဆိုလိုက်ကြပါတယ်။ရွာသားတွေကလည်းတူတူလိုက်ဆိုကြရင်းနဲ့တောင်စုံကနေခုံချကအဆုံးစီရင်လိုက်ကြပါတယ်။ဒီလိုနဲ့ပဲသူတို့ရဲ့ဘိနေခံကျုံဘဝကိုဆုံးသက်လိုက်ကြပါတယ်။စကားကတော့ဒါပါပဲခင်ဗျ။ဆုံးဒီနားဆင် ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။